ကျွန်တော်ရအားလုံးပဲမင်္ဂလာပါ Drag and Fee Show ကနေပြောကြိုဆိုပါတယ်။ကျွန်တော်ကလည်းဘာလို့တင်းရဲ့စိတ်ဝင်စားစရာအကြောင်းအရာတွေနဲ့နောက်ဆုံးရသတင်းတွေကိုအမြဲတမ်းတင်ဆက်ပေးသွားမယ်။စင်မင်းပါဗျ။နော်လဘူတင်ကတော့မင်းညတုန်းကစတန်ဖို့ဘရစ်ကိုသွားပြီးတော့ချယ်ဆီကိုသွားပြီးတော့ရှုံးခဲ့တယ် အဲဒါတကယ်ကိုစိတ်ပြတ်စရာရှုံးပွဲပဲဗောလေနောက်ထပ်ရှုံးပွဲတစ်ပွဲကိုထပ်ကြုံခဲ့ရတယ်အဲ့ဒီရှုံးပွဲအပြီးမှာတကယ်စိတ်ပြတ်စရာကောင်းတဲ့ရှုံးပွဲရဲ့အပြီးမှာဒီပြဖြစ်သူအာနိစတော့ကဒီပွဲပြီးတည်င်းစာရှင်းလင်းပွဲမှာသူပြောလာတဲ့အရာတွေရှိတယ်အဲတချို့အရာကြောက်လဲစင်ကြေဗောလေတချို့အရာကြောက်လဲသူကဘာလုပ်ပြီးပြောတယ်လို့ပဲကျွန်တော်ထင်တယ်သူကဘာတွေပြောခဲ့တယ်လဲဆိုတော့ကျွန်တော်အတင်းအနေနဲ့ကဒီတပတ်အထဲမှာ၃ပွဲလုံးကိုရှုံးခဲ့တဲ့အတွက်တကယ်ကိုစိတ်ပြတ်စရာကောင်းနေပေါ့ဗျာ အဲသူပြောချင်တာကခရစ်စတယ်ပဲလီရောဂါရာဆာရီကိုလက်ရှိမှာချယ်ဆီကို၃ပွဲလုံးရှုံးခဲ့တဲ့အတွက်တကယ်စိတ်ပျက်စရာဖြစ်တယ်။အဲပြီးလို့ရှိရင်လည်းလက်ရှိမှာကအသင်းရဲ့တိုက်စစ်ကစားပုံကိုအများကြီးသူ့အနေနဲ့ကပြောင်းလဲရမယ်လို့သူမထင်ဘူး။ အဲလက်ရှိတိုက်စစ်ကစားပုံကိုဒီထက်ပိုကောင်းတဲ့ပုံစံမျိုးကိုဆက်ပြီးတော့သူဒါဒီထက်ပိုကောင်းတဲ့ပုံစံမျိုးကိုဖန်တီးရလိမ့်မယ်လို့သူမထင်ဘူးလက်ရှိဒီတိုက်စစ်ကလည်းတော်တော်ကောင်းနေတဲ့တိုက်စစ်ဖြစ်ပြီးတော့တကယ်တမ်းသူတို့ပြင်ဆင်ရမှာကအသင်းအနေနဲ့တကယ်တမ်းပြင်ဆင်ရမှာကပထမပိုင်းကစားပုံကိုအများကြီးပိုကောင်းအောင်ပြင်ဆင်ရမယ်လို့သူပြောသွားတယ်ဆိုတော့ဒါသူဒီလိုမျိုးပြောခဲ့တာကဗျာဒီပွဲမှာမဟုတ်ဘူးဗျာဒီလားသူပြီးခဲ့တဲ့ Crystal Palace နဲ့ပွဲစဉ်မှာလည်းသူဒီတိုင်းပဲပြောတယ်ဂါရတာဆာရီနဲ့ပွဲစဉ်မှာလည်းဒီတိုင်းပဲပြောတယ် ချက်စည်းနဲ့ပွဲစဉ်မှာလည်းသူဒီတိုင်းပဲပြောတယ်ဒါတော့မှတော့ရှေးပွဲတွေမှာမရှုံးထားလို့နော်ရှေးပွဲတွေမှာရှုံးနေဆိုရင်လည်းဒီတိုင်းပဲပြောလိမ့်မယ်လို့ပဲထင်တယ်။ဟိုပြောချင်တာကဗျာသူကဒုတိယပိုင်းမှာပဲအတင်းကပိုကောင်းလာတယ်ဒုတိယပိုင်းမှာပဲအတင်းရဲ့ကစားပုံကတော်တော်လေးအဆင်ပြေလာတယ်ပထမပိုင်းကစားပုံတွေကကျွန်တော်တို့အသင်းကိုအားမရဘူး။အဲကျွန်တော်တို့အသင်းကပထမပိုင်းမှာပြန်ပြန်အသင်းတွေတော့မကောင်းဘူး။ဒါဒါမျိုးကျွန်တော်တို့ကြားခဲ့တာဒါချန်နီယံဆို၃ခါရှိပြီ။ပြောချင်တာကအဲ့ဒီ၃ခါပထမဦးဆုံးကဒါခရစ်စတယ်ပဲရဲ့အသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာပထမပိုင်းကကျွန်တော်တို့အသင်းကမကောင်းဘူးဒုတိယပိုင်းဒီထက်ပိုကောင်းအောင်ကြိုးစားရမယ်လို့သူပြောသွားတယ်ဂါတာဆာရီနဲ့ပွဲစဉ်မှာလည်းဒီပုံစံအတိုင်းပဲပထမပိုင်းမှာကတကယ်ကိုစိတ်ပြတ်စရာဗျာပထမပိုင်းမှာကလုံးသမျှကိုခံနေရတယ်ဒုတိယပိုင်းကျမှကျွန်တော်တို့ရေခွင့်ရေးလေးနည်းနည်းပါပြန်ရတယ်ဂါတာဆာရီနော်ဒါကချက်စီနဲ့ပွဲစဉ်မှာသူဂါတာဆာရီနဲ့ပွဲမှာရှုံးပြီးတော့လေဒီတိုင်းပဲထပ်ပြောတယ်ပထမပိုင်းမှာကျွန်တော်တို့ရေကစားပုံကမကောင်းခဲ့ဘူးဒုတိယပိုင်းမှာတော့ကျွန်တော်တို့တွေအများကြီးပို့ပြီးပြင်ဆင်ရအောင်မယ်ဒီကနေ့ပွဲစဉ်ပထမပိုင်းကတော့ဘာကောင်းလဲ တိုင်ပတ်နေတာဗျာပထမပိုင်းမှာကျွန်တော်အဲ့ရှုံးတဲ့ချက်စင်းတဲ့ပွဲစဉ်မှာဆိုပထမပိုင်းမှာကျွန်တော်ဘလောက်ကြောင့်တိုင်ပတ်လဲမီလိုကကကလည်းမဟုတ်ဘူးအဆင်မပြေဘူးကိုရီကပိုကလည်းအဆင်မပြေဘူးမိုဆာလာကလည်းအဆင်မပြေဘူးတိုက်စစ်မှာအလက်ဇန္ဒားအီဆက်ကိုဘယ်သူမှမစပို့လို့မပေးဘူးဗျာကျန်ရလေကျွန်တော်တို့တိုက်ဆက်ကလက်စနာအီဆက်မှာမဟုတ်ဘူးလက်ရှိဒီတိုက်ဆက်ကအီဆက်နေရာမှာအမ်ဘာပေကိုခေါ်ထားလေဒီတိုင်းပဲဖြစ်နေမှာဟာလန်ကိုခေါ်ထားလေဒီတိုင်းပဲဖြစ်မှာဗျာတိလာသူတို့ကိုသူ့ကိုဘာမှလုံမပေးမနဲ့ကစားသမားကဘာမှလုံပြလို့မရဘူး အဲ့ဒါကြောင့်မလို့လက်ရှိမှာတိုက်စစ်မှာတကယ်ကိုလုံနိုင်နေလုံနိုင်ကင်နိုင်နေဒီကိုရီကပိုနေရာကိုလည်းထုတ်ပြီးတော့ကိုရီကပိုဆိုလည်းခီးစားတော့ပါဘူးလဲတာနေလို့ဒါမှမဟုတ်လည်းတရရောက်ကိုဒီလိုမျိုးအစားထုတ်ပြီးလုံစေချင်တာဗျာကျွန်တော်ဖြစ်စေချင်တာကကျွန်တော်ကဒီတိုင်းဖြစ်စေချင်တာတိုက်စစ်ကိုနည်းနည်းလေးအသက်သွင်းစေချင်တာဗျာလက်ရှိကမိုးစာလကသူ့ရှိဘောလုံးရောက်လဲတစ်ချက်တည်းတည်းနောက်ပြန်ပြီးရဲ့တစ်ချက်တည်းတည်းနောက်ပြန်ပြီးရဲ့ရှေ့သွားဘန်နယ်လုံးကျော်လို့တော့ကျွန်တော်ပြောချင်တာဘန်နယ်လုံးရှေ့ကိုရောက်သွားလို့တော့သူ drop ဘန်နယ်လုံးလောက်သွားလို့တော့ तू မလုံနိုင်တော့ဘူးဗျာဒါသူ့ကိုအပြစ်ပြောတာမဟုတ်ဘူးသူ့ရဲ့အသက်အရွယ်နဲ့ तू မလုံနိုင်တော့ဘူး အဲ့ဒါကိုပဲသူကဒီမလုံးနိုင်တာကြီးကိုပဲဒီလေတိုက်စစ်ကိုပြင်စရာမလိုဘူးလို့ပြောလာတာကတော့ဒါကတော့ကျွန်တော်တို့ဒါထည့်ပြီးတော့ပြောစရာတွေဖြစ်ကုန်ပြီဗျာဒီလားဒါကတော့ပြောစရာဖြစ်ကုန်ပြီနှစ်ပွဲရှုံးတယ်ကျွန်တော်လက်ခံလို့ရတယ်ဗျာနှစ်ပွဲရှုံးတယ်လက်ခံလို့ရတယ်ဒါသုံးပွဲဆက်နဲ့သုံးပွဲမြောက်ဖြစ်နေပြီဗျာဒီလားကျွန်တော်သုံးပွဲမြောက်ဖြစ်နေပြီဒီလောက်ကြောင်တော့ကျွန်တော်မရှုံးသင့်ဘူးဗျာအထူးသဖြင့်ကျွန်တော်တို့ကဒီရာဒီမှာပရီးမီးယားလိမှာဒါဘက်တူဘက်ချန်ပီယံဖြစ်ချင်တဲ့အသင်းတော့ဘက်တူဘက်ချန်ပီယံဖြစ်ချင်တဲ့အသင်းတစ်သင်းရဲ့ရှီတင်ရှီတိုက်တဲ့ရာလက်တွေဟုတ်မနေရှီတင်ရှီတိုက်တဲ့ကစားပုံမျိုးဟုတ်မနေဘူးဗျာဒီလား ဘတ်တူဘဲချန်ပီယံပြီးခဲ့တဲ့ယာသီတွေမှာဆိုရင်ဒါမန်စီးတီးဖြစ်တယ်မန်စီးတီးသူတို့ဘတ်တူဘဲချန်ပီယံဖြစ်ခဲ့တဲ့ပထမယာသီဒုတိယယာသီတတိယယာသီဒီ၄နှစ်ဆိုင်ဖြစ်ခဲ့တဲ့အချိန်မှာသူတို့အသင်းရဲ့တရာသီနဲ့တရာသီကစားပုံကဘာတွေကွာခြားသွားလဲဘာမှအများကြီးကွာခြားသွားတာမရှိဘူးဗျာတဏျာကလိုသွားတယ်အဲ့ဒီတဏျာကိုတခြားဒီဥမာတောင်ပံကလိုသွားရဆိုရင်ကွင်းလေကမနစ်ကယာသီတက်ပိုကောင်းလာတယ်တိုက်စစ်ကနည်းနည်းလိုအပ်ချက်ရှိသွားရဆိုရင်ကွင်းလေကမနစ်ကယာသီတက်ပိုပြီးတော့ကောင်းလာအဲ့လိုမျိုးဗျာတဏျာလိုအပ်သွားတာကိုတဏျာနဲ့အစားဖြည့်တာ ဒါပေမဲ့ကျွန်တော်တို့ဘာဘူးတင်ကပြီးခဲ့တဲ့ຢာဒီကကွင်းလယ်မှာဟန်ချက်ညီတယ်တိုက်စစ်ကသွင်းကိုတွေအချိန်မီရနိုင်တယ်ခန်းစစ်ကကျင်းလင့်မှာကြောတဲ့ခန်းစစ်ရှိတယ်ဒီຢာဒီမှာတိုက်စစ်ကလည်းသွင်းကိုရဖို့ဂျုံခံရတယ်ကွင်းလယ်ကလည်းဟန်ချက်မညီဘူးဘဲလန့်ဖြစ်မနေဘူးခန်းစစ်ကလည်းပလိုင်းပေါက်နဲ့ဖားကောင်းနေရတယ် ဆိုတော့ဒါကဘတ်တူဘက်ချန်ပီယံဖြစ်မဲ့အသင်းတစ်သင်းမှရှိနေတဲ့အရေးသွေးမျိုးလို့ကျွန်တော်မထင်ဘူး။ဒါကြောင့်မို့ဒီအရာတွေကိုအမြန်ဆုံးပြုပြင်သင့်တယ်လို့ထင်တယ်။အထူးသဖြင့်များဒီအရာဒီမှာကျွန်တော်တို့ကြီးကွင်းလေကွင်းလေကိုပဲထည့်ပြောနေတယ်ပြီးရင်ခံစစ်ခံစစ်ပဲထည့်ပြောနေတာ။အမှန်တကယ်တော့ကျွန်တော်တို့တိုက်စစ်မှာဒီအရာဒီမှာလိုအပ်ချက်တွေတကယ်အများကြီးပဲဗျာ။ တကယ်မှ crisis မှာလိုအပ်ချက်တွေအများကြီးပဲကျွန်တော်တို့ဒီရှုံးခဲ့တဲ့ပွဲစဉ်မှာပိုတိတာတယ်ဗျာဒီလားတိုက်စစ်ကဂိုးမသွင်းနိုင်လို့ကျွန်တော်တို့ရှုံးခဲ့တဲ့ပွဲစဉ်၃ပွဲလုံးမှာပိုပိုတိတာမဂိုးမသွင်းနိုင်လို့ဆိုတာတကောမှမသွင်းနိုင်လို့ပြောတာမဟုတ်ဘူးလေဒီရှုံးခဲ့တဲ့၃ပွဲမှာကျွန်တော်တို့၂ဂိုးရခဲ့တယ်၂ဂိုးရခဲ့တယ်အဲ့ဒီ၂ဂိုးကလည်းခဲရခဲစစ်ပဲဗျာကျွန်တော်တို့ဒီ Premier League မှာဒါဆိုရင်ဒုတိယအကြိမ်မြောက်ရှုံးပွဲဒါဒုတိယမြောက်ရှုံးပွဲဒုတိယမြောက်ရှုံးပွဲမှာကျွန်တော်တို့ပထမဆုံးရှုံးခဲ့တဲ့ Crystal Palace နဲ့ပုံစံတူပဲ တကယ်ကိုပုံစံတူပဲကျွန်တော်တို့တွေ1စီးနဲ့ဥဆောင်ခံရတယ်အဲပြီးလို့ရှင်11ပြန်ဖြစ်သွားတယ်ဝမ်ဝမ်ပြန်ဖြစ်ပြီးတော့မှကျွန်တော်တို့နောက်ဆုံးမိနစ်မှာဒါနောက်ထပ်တစ်ခုပြန်ပြီးပြီးတော့2-1နဲ့ရှုံးတယ်။ Crystal Palace လည်းဒီပုံစံပဲ။လာလက်ရှိဒီ Chelsea လည်းဒီပုံစံပဲဗျ။နောက်လာမယ်ရှုံးတဲ့ပွဲကြီးမှာလည်းဒီပုံစံမဖြစ်နိုင်ဘူးလို့ကျွန်တော်ပြောလို့မရအောင်။အဲ့ဒီတွေ့တိုက်စစ်ကသေးကြပေါ့။ Twin Goal တွေဒီထက်ပိုကောင်းတဲ့ Twin Goal တွေနဲ့ဒီထက်ပိုကောင်းတဲ့တိုက်စစ်ကစားပုံကိုလိုအပ်နေပြီလို့တော့ထင်တယ်။ဒါပေမဲ့သူကတော့တိုက်စစ်ကစားပုံကိုအများကြီးပြုပြင်ပြောင်းလဲရအောင်မထင်ဘူးလို့ပြောသွားတယ်။ အဲ့ဒီပြင်ကမှဒါဆာလာနဲ့ပတ်သက် ပြီးတော့လေသူပြောလာရရှိတယ်ဆာလာကညာတော့ကတော့သူအခွင့်အရေးတွေအပိုင်ခွင့်အရေးတွေရခဲ့တယ်ပေါ့အဲဒီဆာလာကညာတော့ကတော့သူအပိုင်ခွင့်အရေးတွေရခဲ့တယ်ဒီအပိုင်ခွင့်အရေးတွေကိုသူကိုးအဖြစ်မပြောင်းလဲနိုင်ဘူးပေါ့ဗျာအဲ့ဒီမပြောင်းလဲနိုင်တာကိုလည်းသူ့ကိုအများကြီးအပြစ်တွေပါလေမပြောချင်ဘူးဘာလို့လဲဆိုတော့သူပြီးခဲ့တဲ့ယာဒီကဆာလာကဒီလိုမျိုးအနေထားနဲ့ဒီလိုမျိုးအခွင့်အရေးတွေကိုဂိုးအဖြစ်အကြိမ်ကြိမ်ပြောင်းလဲပြထားတယ်ဆိုတော့တက်တည်ပြပြီးသား အဲ့ဒီအတွက်ဆာလာကလည်းလူသားတစ်ယောက်ဖြစ်တဲ့အတွက်ဒီလိုမျိုးအခွင့်အရေးတွေကိုမှားတဲ့နေရာမှာသူ့ကိုအပြစ်တည်းအများကြီးမပြောချင်ဘူးဆိုပြီးတော့ဆာလာဘက်ကနေပြီးတော့ကာဘာလုပ်ပြီးပြောသွားတယ်လို့ပဲကျွန်တော်ကတော့ထင်တယ်။ဘာကြောင့်လဲဆိုတော့ဗျာမိုးဆာလာကညာကပွဲစဉ်မှာ ဝီးဖြစ်တယ်ဗျာတကယ်ပုံမှန်လေးလေးနဲ့အမှန်တမ်းပြောရမယ်ဆိုရင်မိုးဆာလာညကပွဲစီမှာတော်တော်လေးခြေစွမ်းကြတယ်ခြေစွမ်းကြတာမှာဗျာ तू နောက်ကသူဘာမှလုံးမပြနိုင်ဘူးဗျာဒီလား तू ကို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 ရဲတော့ကိုဘာမှလည်းမကြုံနိုင်ဘူးကိုကိုရဲလာကိုတလုံးမှလည်း तू မဖောက်နိုင်ဘူး ဲ့ဒီလိုမျိုးကစားကစားသမားမျိုးကိုပွင့်ထဲမှာမိနစ်60ထည့်ထားကြတော့တော်တော်ကြီးအဆင်မပြေဘူးဗျအဲ့ဒီအပြင်ကသူကအတင်းပေါ်နေနဲ့ချိတ်ဆက်ကစားနေတယ်မှာလဲအဆင်မပြေဘူးဒါထားလိုက်အောင်ဒါအဆင်မပြေတာကျွန်တော်ခွင့်လို့လေရသေးတယ်တစ်ဖက်ကသူ့ရဲ့ individual skill ရင်းနဲ့လဲအဆင်ပြေလားမေးပြန်တော့လဲသူပုံမှန်ကိုသွင်းနေကြနေရာတွေမှာတော့သူကိုမသွင်းနိုင်ဘူးဗျပြောချင်တာကသူပုံမှန်များဒီအဲ့ဒီနေရာကငါးလုံးကန်နှလုံးလောက်တော့ဂိုးနေတဲ့နေရာဗျညာကသူအဲ့ဒီလိုမျိုးအပိုင်ခွင့်ရည်ရတာ၃လုံးတက်မနေဘူးဗျအဲ့ဒါကိုဂိုးတကူမှမရဘူး ဒါကတော့တော်တော်လေးအဆင်မပြေတဲ့အရာတစ်ခုဖြစ်တယ်။ဒါဒီလိုမျိုးကသာသမာမျိုးကိုပြအကွင်းထဲမှာအချိန်ကြာကြီးပြီးခဲ့တဲ့ရာသီကကောင်းခဲ့တယ်ဟေး။ဆာလာကပြီးခဲ့တဲ့ရာသီကသူ့ဂိုးတွေအများကြီးတွင်းခဲ့တယ်ဖီဘနက်စုတွေအများကြီးဖီဘနက်စုတွေပါတယ်ရထားတာဟေး။အဲ့ဒီအတွက်ကြောင့်ငါတို့တွေကဒီကစားသမားကိုကွင်းထဲမှာပဲဆက်ထားရမယ်ဟေးဆိုတော့ဒီလိုမျိုးတယူတန်ခေါင်းမာပြီးတော့ဒါတယူတန်ဆုံးဖြတ်ချက်ကြီးကတော့အဆင်မပြေဘူးလို့တော့ကျွန်တော်ထင်တယ်။ဆိုတော့ ဒီပုံစံအတိုင်းနဲ့တော့ကျွန်တော်တို့လက်ရှိ Premier League Champion Champion League Champion တွေကိုထပ်ရှိဆက်သွားဖို့တော့ကတော်တော်လေးကိုစိုးရင်စရာကောင်းတယ်အဲ့ဒီထဲကမှအဲ့ဒီထဲမှာမှကျွန်တော်တို့ညကပွဲကအရှုံးထက်နောက်ထပ်အရှုံးတစ်ခုရှိတယ်ဘာလဲဆိုတော့ Ibrahima Konate ရဲ့ဒဏ်ရ Ibrahima Konate ကညကပွဲစဉ်မှာသူလူစားလဲခဲ့တယ်ဆိုတာကကစားသမားကတောင်းဆိုလို့သူလူစားလဲခဲ့တယ်လို့သူ ပြောသွားတယ်အဲ့ဒါကမှကသူကွင်းထဲမှာထောက်ကြထောက်ကြနဲ့ပြေးနေတော့ဘာဖြစ်လဲလို့မေးလိုက်တဲ့အချိန်မှာအီဘရာဟီမာကိုနာတေကသူ့ရဲ့ခြေပေါ်ကနာတယ် ဒါကြောင့်မလို့လူစားလဲခဲ့တာလို့သူပြောသွားတယ်ဆိုတော့ဒီဒံယာကအတိန်အနဲ့ကျွန်တော်တို့ဒံယာအတိန်အနဲ့ကိုကျွန်တော်တို့သိချာမသိရသေးဘူးဒံယာကဘယ်လောက်ထိအောင်ပြင်းထန်လဲဒံယာကဘယ်လောက်ထိအောင်ဆိုးလဲကျွန်တော်တို့သိချာမသိရသေးဘူးဆိုတော့ဒါကလည်းကျွန်တော်တို့တိုင်းကျွန်တော်ခံစစ်မှာကနောက်ထပ်ပြနောက်ထပ်ကြံစည်တစ်ခုပြသေးလားနောက်ထပ်ကြံစည်တစ်ခုဟိုအားနေစောကငကိုကလေးကဗျာကျန်နေကသာသမားတွေကိုမယုံပါဘူးဆိုနေမှာဒီလက်ရှိကသာသမားကလည်းဒံယာထပ်ပြီးတော့ကြားပြန်ပြီ တော့ကျွန်တော်နောက်လာမယ့်ပွဲစဉ်တွေကတော့ဒါကျွန်တော်ကံကောင်းတာဂျာထဲမှာကံကောင်းတာတစ်ခုက international break ခံနေတာဗျာ international break ခံနေတာဖြစ်တဲ့အတွက်တော်တော်လေးတော့ကံကောင်းတယ်ဆိုတော့ဒီပုံစံအတိုင်းတိုက်စစ်ကဒီလူစင်းအတိုင်းပဲဆက်သွားမယ်ဆိုတော့ကျွန်တော်တို့တိုက်စစ်ကဂိုးရဖို့အတွက်ထပ်ပြီးတော့ရုန်းကန်နေအောင်ပါလို့ပဲထင်တယ်အထူးသဖြင့်ညကပွဲစဉ်မှာဆိုရင်ကိုရီကပ်ပို့ဆိုရင်ဘယ်လောက်ထိအောင်ဖြုံးနေဗျာဘယ်လောက်ထိအောင်ဖျင်းလဲ ဘလောက်ထိအောင်ညံ့လဲဗျာဒီလားတကယ်စိတ်ပြက်စရာဗျာညံ့ဖင်းပြီးတော့တကယ်ဗျာပရီးမီးယားလိမှာတော့မရှိသင့်တဲ့ကစားသမားမျိုးဗျာပရီးမီးယားလိရဲ့လီဗာပူးလိုအသင်းမဟုတ်ဘူးအဲ့ဒီလိုမျိုးကိုလီကပ်ပူးလိုမျိုးကစားသမားမျိုးကဆန်ဒါလန်လိုအသင်းဗျာတန်တက်လာတဲ့အသင်းတွေပါတော့မရှိသင့်တဲ့ကစားသမားမျိုးဗျာဒီလားကိုလီကပ်ပူးဆိုတာဒီစီသွန်းနေကိုဘာမှမရှိသင့်ဘူးကိုလီကပ်ပူးကိုမရှိသင့်ဘူးပြောတာမဟုတ်ဘူးသူ့ရဲ့လက်ရှိဒီခြေစောင်းကိုမရှိသင့်ဘူးပြောတာဗျာတကယ်ဘာဆိုဘာမှသုံးမရတဲ့ကစားသမားမျိုးဗျာအဲ့ဒီကစားသမားမျိုးကိုကိုင်းထဲမှာမိနစ်60ထားရတာကတော့တော်တော်ကြီးကိုတော့လွန်ရာကြတယ်လို့ကျွန်တော်ထင်တယ် တခါလေကျရင်အာနက်စလော့ရဲ့ခေါင်းမာတာတွေပါတည်လားကျွန်တော်တို့လောက်ဘူးအသင်းရဲ့ရလတ်တွေတော့အများကြီးအများကြီးကိုမှအများကြီးထိခိုက်နစ်နာစေတယ်လို့ကျွန်တော်ထင်တယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့လောက်ဘူးပြိသက်တွေလည်းလိုပဲထင်လိမ့်မယ်လို့ကျွန်တော်ထင်တယ်။ဘာကြောင့်လဲဆိုတော့အာနက်စလော့ကပြသူတခါလေကျလို့ရှိရင်သူလုံးလိုက်တဲ့အရာတွေကအသင်းအတွက်ကိုအများကြီးစွဲချတယ်လို့ဖြစ်တယ်ဗျာတည်လား။သူကတော့တစ်ဖက်ကကြည့်မယ်ဆိုတော့သူကတော့ဒါသူ့အနေနဲ့ဝင်ကြည့်မယ်ဆိုတော့ဗျာကောင်းစီကျင်လို့လုပ်တယ်လို့ပဲပြောမှာပဲ။ ဒါကအတင်းငါကောင်းစေကျွန်တော်လောက်တာကွာမဖြစ်နိုင်တော့ငါလည်းဘယ်တက်နိုင်မလဲဒါကတော့ပြန်ဖြည့်ရှင်းစရာရှိတို့ပြင်မဲ့စဉ်းစားရမှာဗျာဒီလားစဉ်းစားရမှာဒီလိုမျိုးပြလောက်လိုက်လို့ရှင်ရလက်ကဘလို့ထွက်လာနိုင်မလဲကျွန်တော်တို့ကနေရာတကာမှာလာပြီးတော့စွန်စားနေလို့မရဘူးဗျာဒီလားကျွန်တော်တို့ကနေရာတိုင်းမှာလာပြီးတော့စွန်စားနေလို့မရဘူးဟိုကျွန်တော်တို့ကဒီကျွန်တော်တို့ပြီးမြားလေးချန်ပီယံကိုဘတ်တူဘတ်ဖြစ်ချင်နေဆိုရင်ကျွန်တော်တို့အနိုင်ရလက်တွေကိုပုံဖော်အောင်မှန်နေ အနိုင်ရလက်တွေကိုကျွန်တော်တို့မဖြစ်ဖြစ်တဲ့နည်းနဲ့ယူရမှာမှန်နေအမြဲတမ်း risk ယူပြီးတော့အမြဲတမ်းစွန့်စားနေတာကတော့ကျွန်တော်တို့ Premier League Champion ဖြစ်မဲ့အသင်းတစ်သင်းကအမြဲတမ်းလုံနေတဲ့အရာတစ်ခုမဟုတ်ဘူးလို့ထင်နေဗျာဒါတချို့နည်းပြရကြောက်လည်းမစွန့်စားဘူးဗျာဒီလားတချို့နည်းပြရကြောက်လည်းမစွန့်စားဘူးတချို့နည်းပြရကြောက်လည်းအစွန်စားလွန်နေဗျာဒီထဲမှာမှ Arne Slot ကအရန်စွန့်စားရတယ်ဗျာဒီလားသူညာကပွဲစဉ်မှာဆို Ryan Graham ဘက်ကသူ center back ဆင်းပြီးတော့ကစားဆိုင်နေဒါကလည်းတစ်ဖက်တော်တော်စွန့်စားရရောက်တယ်ဗျာညာကပွဲမှာဘာလို့အစ်မခန်းစင်း၄ယောက်ရှိတယ် เนาะနာပွဲချိန်နောက်ပိုင်းနေနှောင်းပိုင်းမှာခန်းစစ်၄ယောက်ရှိတယ်အဲ့ဒီခန်းစစ်၄ယောက်ထဲမှာမှာ၂ယောက်ကခန်းစစ်ကစားသမားအစ်စ်မဟုတ်ကြောင်း Ryan Grove နဲ့ Dominic Soul Stein ဆိုတာခန်းစစ်ကစားသမားအစ်စ်မဟုတ်ဘူးကျန်တဲ့၂ယောက်က30ကျော်ကစားသမားတွေဗျာဒီလားခန်းစစ်ကစားသမား၄ဦးရှိတဲ့နေရာမှာအဲ့ဒီ၄ဦးထဲမှာ၂ယောက်ကခန်းစစ်အစ်စ်မဟုတ်ဘူးခန်းစစ်ကစားသမားအစ်စ်တွေပါဟေးလို့ပြောရမယ် Vagel Van Nyren Robertson ကလည်းအသက်တမ်းရပြန်ကြည့်မယ်ဆိုရင်30ကျော်အကြဘက်ကစားသမားတွေ အဲ့လိုမျိုးအရာတွေကိုပေါင်းဆက်ပြီးတော့သူဒီခံစစ်ကြီးကိုငါကတော့တစ်ဖက်ခံတိုက်ဖက်ကတိုက်စစ်ဖြစ်တဲ့ဂျာအိုပက်ထရိုတို့ကိုတော့အကောင်းဆုံးတားဆီးနိုင်မှာပါပဲဆိုသူယူဆတဲ့ယူဆချက်ကိုတော့နည်းနည်းလေးမေးခွန်းထုတ်စရာဖြစ်နေမယ်လို့တော့ကျွန်တော်ထင်တယ်ဒီလိုမျိုးခေါင်းပါတယ်ဆိုရင်တော့ကျွန်တော်တို့နောက်ထပ်ပွဲစဉ်တွေပွဲစဉ်မှာလည်းဒီထက်ဆိုးတဲ့ရလက်တွေနဲ့ဒီထက်ပိုဆိုးတဲ့ခံစားချက်တွေနဲ့ပဲကြည့်ရနိုင်မယ်လို့ထင်တယ်ဆိုတော့ အဲ့ဒါဆိုပြောသွားတဲ့အရာတွေကတော့ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာတော့အသင်းကိုဒီထက်ကောင်းတဲ့ခန်းစစ်ဖြစ်ဖို့အတွက်မလိုဘူး။အသင်းရဲ့ကစားပုံတွေကိုဒီထက်ပိုပြီးတော့ကောင်းလာဖို့မလိုဘူး။လက်ရှိမှာလိုတာကပထမပိုင်းကစားပုံတွေကိုပိုကောင်းဖို့အတွက်ပဲလိုအပ်တယ်လို့ပြောသွားတာပေါ့လေ။ဆိုတော့ကျွန်တော်ကိုယ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ကိုယ်ဒီအရာနဲ့ပတ်သက်ပြီးတော့ဘယ်မင်းညာလဲချက်လောက်ဆွေးနွေးကြပါအောင်။ကျွန်တော်လည်း land subscribe လုပ်ကြပါအောင်။ကျေးဇူးများကြီးတင်ပါတယ်ဗျ။